ပြိုမေတို့ပြည့်တက်စီအားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါပြိုမေတို့ရဲ့တင်ဆက်မှုမှာအလှည့်ကြတာကတော့တမတော်သူနာပြုနဲ့ဆေးဘက်ပညာတက္ကသိုလ်ကပထမနှစ်တန်နန်းသားတန်နန်းသူတွေရဲ့လေးလာရေးခေတ်စဉ်ပဲဖြစ်ပါလိမ့်ရှင်ဒီလေးလာရေးခေတ်စဉ်မှာဆိုလို့ရှိရင်နေပြီးတော့လာရောက်ပြီးတော့တမတော်ဆေးရုံတွေနဲ့အခြားလေးလာစရာတွေကိုလေ့လာခဲ့ရမှာဖြစ်ပါလိမ့်ရှင်သူတို့လေးတွေရဲ့လေးလာရေးခေတ်စဉ်ဟာဘယ်လောက်စိတ်ဝင်စားဖို့ကောင်းပြီးတော့ကြော်စရာကောင်းလဲဆိုတာပြီးတော့အာဘယ်လိုအတွေ့အကြုံကောင်းလဲရရှိသွားလဲဆိုတာကို ဟောပြုံးမွေးတို့နဲ့အတူတူလိုက်ကြည့်လိုက်ရအောင်နော်။အဲဒီခေစင်ရဲ့ပထမဆုံးရက်မှာတော့တံတော်တူနာပြုနဲ့စေဘပညာတက္ကသိုလ်ကြီးကပထမနဲ့တဏ္ဍသာတဏ္ဍသူရိယဆိုလို့ရှိရင်တံတော်မှာအကြီးဆုံးစေယုံကြီးတွေကတစ်ခုဖြစ်တဲ့အမတ်နဲ့တံတော်စေယုံကြီးကရင်တထောင်ကိုတောက်ရောက်လေ့လာခဲ့ရပြီဖြစ်ပါတယ်ရှင်။ ရာသီဥတုကလည်းမိုးအေးအေးလေးနဲ့တမျိုးဖြစ်နေပေမဲ့လည်းဒီဆေးရုံကြီးကိုရောက်တယ်ဆိုလို့ရှိရင်ပဲဆေးရုံတမှုကြီးတွေကနည်းနည်းထွတ်ထွတ်နဲ့ကျူဆိုပြီးတော့ဆေးရုံကြီးရဲ့လုပ်ငန်းတွေကိုကလေးတွေနားလည်အောင်ရှင်းလင်းပြပြပေးခဲ့ပါတယ်ရှင်။အဲဒီနောက်မှာတော့ဆေးရုံကြီးမှာရှိတဲ့ဌာနတွေမှာအလိုတွေကူတာလည်းဘီလိုခင်းနေဆက်ကလေးရာပစ္စည်းတွေကိုအသုံးပြုလို့ဆိုတာကိုလေ့လာပြပေးခဲ့ပါတယ်ရှင်။ ပထမဆုံးသိလာတဲ့ဌာနကတော့နားနှာခေါင်းနဲ့လက်ချောင်းအထုကုဌာနကြီးတွေဖြစ်ပါရှင်ဒီဌာနကြီးမှာဆိုလို့ရှိရင်ကုသနေတဲ့အထုကုဆရာဝန်ကြီးတွေကပဲရောဂါရှာဖွေစမ်းသပ်မှုတွေကိုဘယ်လိုလုပ်ဆောင်နေကြလဲဆိုတာကိုရှင်းလင်းပြပြပါပေးခဲ့ကြပါတယ်ရှင်ဒါကတော့တမန်ဌာနမှာလေ့လာနေရပဲဖြစ်ပါရှင်ဒီမှာဆိုလို့ရှိရင် AVI ရဲ့စက်တွေ CT နဲ့ MRI ခင်ဗျစက်ကလေးရဲ့စက်ကြီးတွေကိုတက်တာပေးပြီးတော့ တနန်းသားတနန်းတို့တွေဒီတဲ့နဲ့ကောပေါ်ပူတူတာစပိုင်းဆိုင်ရာအခြေအနေတွေကိုရှင်းပြပေးကြပါလိမ့်ရှင်။နောက်ထပ်တရားလေးလာမယ့်ဌာနတစ်ခုကတော့အစာထုတ်ပြီးပြစိတ်ဌာနပဲဖြစ်ပါလိမ့်ရှင်။ဒီဌာနမှာဆိုလို့ရှိရင်ဌာနရဲ့လုပ်ငန်းတာဝန်နဲ့ ဘလို့လူနာတွေဘလို့ခွဲစိတ်မှုမျိုးတွေကိုလှုပ်ဆောင်ကြလဲဆိုတာကိုဆရာဝန်ကြီးကရှင်းလင်းပြသပြပေးရတော့မှာတော့အော်တဏ္ဍာတဏ္ဍာတွေရာဆိုလို့ရှိရင်ဒီမှာလာရကူတာနေကြရတော့နော်လူနာတွေနဲ့ရင်းရင်းနှင်းနှင်းမင်းမြန်လေးလာခဲ့ကြပါလိမ့်ရှင်ကုလမေတ္တာဌာနကြီးကတော့နှလုံးရောဂါအထူးကုဌာနကြီးပဲဖြစ်ပါရှင်ဒီဌာနကြီးမှာတော့ဆရာဝန်ကြီးတွေက ဆက်လုံးသူကြောချင်းနဲ့လူနာမျိုးကိုခင်မီဆက်ကလေးရာတီတို့တုံးပြီးတော့အာဆစ်ဆစ်ကူပါနေရတယ်ကိုတနတာတန်တန်းတို့ကလက်တွေ့ကြကြမြင်တွေ့ကြရပြီတော့ဗောနော်တည်တင်တဲ့ဘဝတူတာတွေကိုလည်းရှင်းလင်းပြပြပေးကြပါလိမ့်ရှင် စေစိုက်ပျိုးခြင်းကိုရရှိနေရပဲဖြစ်ပါတယ်ရှင်။ဒီစိုက်ပျိုးခြင်းမှာဆိုလို့ရှင်မိမိတို့နိုင်ငံကတိုင်းရင်းစေးတွေကိုအနောက်ပိုင်းစေးပညာတွေနဲ့ပေါင်းဆက်ကူတာဖို့အတွက်ပေါ့နော်။လိုအပ်တဲ့စေးပင်တွေကို စိုက်ပျိုးထားရှိမှုတွေအပေါ်မှာရှင်းလင်းပြသပေးခဲ့ပါတယ်ရှင်။လိလာရဲ့ခီးစင်ရဲ့နောက်ဆုံးအနေနဲ့ပေါ့နော်။ထိုင်တော်မူရုပ်ထုတော်တွေထဲမှာမှကပညာတော့အမြင့်ဆုံးဖြစ်တဲ့ဗောနော်မာလာဝူစီယာဖျားကြီးရှိကိုတွားရဖို့မျိုးလေးလာခဲ့ကြပါလေရှင်အခုမြင်တွေ့နေရတဲ့မြင်ကွင်းကတော့တံပိုတူနာပြုနဲ့ စိတ်ပပညာတက္ကသိုလ်မှာပထမနဲ့တန်တန်းသားတန်တန်းသူတွေကဆိုလို့ရှိရင်မာလာဝိစီယာဖရာကြီးကိုလာရောက်ဖူးမြော်နေတဲ့မြေဝဲမှာဖြစ်ပါတယ်ရှင်ဒီမှာတော့ပြုံမေရုပ်ပေါ်တော့အချိန်လေးရအောင်တန်တန်းသားတန်တန်းသူအချို့ကိုမေကုန်းလေးတွေမေးမြန်းခဲ့ကြပါတယ်ရှင်ကဲပြုံမင်းနဲ့အတူမေးမြန်းတာလေးကိုဆက်ကြည့်လိုက်ရအောင်နော်အလုံးမင်္ဂလာပါ။ဟုတ်ပြီ။ မောင်လေးတို့ညီမလေးတို့လေးလာရခီးထွက်လာတယ်လို့သိရတယ်ပေါ့နော်။အော်ကျွန်တော်တို့တက်မလို့ဆိုတာဒီ message ပဲပြန်တက်လို့ကနေပြီးတော့လေးလာခီးထွက်တာကွာ။အားဒီလိုခီးရထမဟုတ်ကဲ့ဘုရားကြာဒါပေမဲ့ကျွန်တော်တို့ဒီတက်မလို့သူနာပြုနေဆေးပညာတက်ကတော့ကျွန်တော်အကြောင်းအနေနဲ့တော့ဒါပထမဆုံးခီးစဉ်တစ်ခုပဲဖြစ်ပါလိမ့်မယ်။ဘယ်လိုညီမလေးကိုပုံပုံမြတ်တက်လို့လဲ။မိုင်းတို့ကတက်မလို့သူနာပြုနေဆေးပညာတက်ကတော့နေပြီးတော့မှတ်စုံ73ကတင်ရတယ်နေပြီပါ။တော်တော်တော့တက်မလို့ဆေးပညာတက်ကတော့အမှတ်ရှင်25မှာနေလိုက် ဒါလေးတို့မှမလို့ပေါ့နော်ဘာကြောင့်ဒီ contract ကိုဒီလိုဖြည့်ဖြည့်ဆောင်တာတက်ဖြည့်ဖြည့်ပြင်တာတက်လို့ပေါ့နော်ဒီချက်ကတော့ကျွန်တော်ကိုယ်တိုင်ဝန်အပ်တာကြောင့်မို့ပြောပြောဒီလူနာရီကိုပြည့်စုံအောင်ပြရတဲ့အတွက်အခုလိုလည်းရဝန်ရောက်ရတယ်ဘာမှမဖြစ်တဲ့လို့ပြည့်တယ်ဟိုဘာနဲ့ဆိုပြီးတော့ဂျမောက်တန်းလေးကဒီနိုင်ရတဲ့ကိစ္စတာတော့ဝန်ရောက်ပဲဒီပေါ့မြန်မာလေးလိုဒီလေးလာရဲ့ခီးစင်မှာဘယ်လိုတောင်းရပြီးလာခဲ့ကြသေးတယ်လဲ ဒီ VIP ဖြစ်မှာဆိုလို့ဆိုပါတော့အမှန်တကယ်ကတော့ဆရာကလည်းဆိုလို့ရှိရင်တမန်ဌာနရဲ့အချင်းဘာဖြစ်စိတ်နားနှကောင်းလေကြောင်းပစိတ်ဌာနရဲ့မစားလူကူတာရဲ့နဲ့ပြော Cyber Night အဲ့ရရလေးလာခဲ့ပေါ့နော်ချားဌာနရဲ့အားကြီးပေါ့လေးလာခဲ့တက်မလို့တောင်းမှမိရဲ့နဲ့အလေးထူးထူးဆေးရုံလူနာဆောင်မိနဲ့ဌာနတွေကိုကျွန်တော်လေးလာခဲ့ပါတယ်ဒီဆေးရုံကြီးတွေရဲ့လုပ်ငန်းဆောင်ရွက်မှုပေါ်မှာညီမလေးတို့ကဘယ်ပိုင်းကိုပိုပြီးစိတ်ဝင်စားပြီးလေးလာခြင်းကြတယ်လဲ ပြန်လေးရခြင်းရပိုင်းရတော့ plus plan ဌာနက OP ရဲ့ထူးခြားသောသုတဆောင် ICU ဆိုတော့တံမျိုးကိုပြန်လေးရခြင်းပါလေ။ဘာလို့ဘုရားစိတ်ဝင်စားတာကြတော့ OP ဒီလိုဒီလိုစိတ်ဝင်စားတာရှိ။ဘာလို့လဲဆိုလို့ရှင်ဒီ transcription ရဲ့လက်ဆိုင်ကတော့တရားရည်ခံယူပို့ပြီးတော့ညမှာအကောင်းဆုံးမြင်နိုင်လို့စလုပ်ပါရှိ။ဘယ်ပေါ်နော်မောင်လေးတို့ညီမလေးတို့လေးလိုက်ခီးလာရတဲ့အတွက်ပေါ့နော်ဒီဒီလေးလိုက်ခီးကနေဘလို့ကျေကျေစုလေးရရှိတယ်လေမောင်လေးတို့ညီမလေးတို့အတွက်ကျွန်တော်တို့အနေနဲ့ကတော့ဘူးလိုမျိုးလေးလိုက်ခီးကနေပြီးတော့ ဟောတက်ရှိခဲ့တဲ့ university တွေကိုလည်းပြောရမယ်ဆိုရင်ဟောသူကျောင်းကျောင်းမှာသင်ကြားသူရဲ့လက်တွေ့ပညာကိုတော့အနေနဲ့ပြန်မှာခြေခံကြကြတဲ့ပြကြကြကြောသင်နိုင်တယ်သူတက်ခွဲဆိုလည်းဒီ subject ကိုဘယ်လိုအသုံးပြုလဲဆိုတာလေသူကတော့တမန်တူပါဆိုတဲ့အားရောနေတော့ဆရာကြီးကလည်းကျွန်တော်ဘယ်လိုအသုံးပြုလဲဆိုတာကိုသူချာစွန့်တဲ့သင်ကြားပေးတဲ့တော့အားရောပြင်ပေးရပါ ခုပြမတင်ဆက်ပေးသွားတော့တမတော်တူနာပြုနဲ့စေဘပညာတက္ကသိုလ်ကပထမနှစ်တနန်းသားတင်တန်းသူတို့ရဲ့လေးလာရေးခေတ်စဉ်လှုပ်ရှားမှုပုံများပဲဖြစ်ပါရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်